မင်္ဂလာနနက်ခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်တူဝရဲ့ပူချိန်ကတော့20ဒီဂရီစင်တီဂရိတ်ရှိပြီး23ဒီဂရီစင်တီဂရိတ်ရှိတယ်လို့ခန့်စားရရှိနေပါတယ်နေ့လယ်နေ့ခင်းများမှာပူအိုက်ပြီးအမြင့်ဆုံးပူချိန်38ဒီဂရီစင်တီဂရိတ်ရှိပါတယ်ဖေးစင်ဝိပြုချိန်လင်းပြမတ်လ16ရက်တနင်္ဂနွေနေ့2025ဖျားသခင်ကိုကြောက်ရွံ့၍ ်တန့်ရှင်းခြင်းပါရမီနှင့်ပြည့်စုံကြကုန်အံ့။ဒီကချက်ကရင်သူဩရစာဒုတိယစာဆောင်မှခွန်အားယူစရာများအပိုင်း38ဖက်ရန်ချင်းချက်ကရင်သူဩရစာဒုတိယဆောင်ခန်းကြီး9ခန်းငယ်10မှ10ထို့ကြောင့်ချစ်သူတို့ထိုဂတိတော်များနှင့်ငါတို့သည်ဆိုင်ကြသည်ဖြစ်၍ကိုခန္ဓာ၏အညစ်အကြေးစိတ်ဝိညာဉ်အညစ်အကြေးရှိသည်များတို့နှင့်ကိုကိုကိုကင်းစင်စေလျက်ဖျားသခင်ကိုကြောက်ရွံ့၍ တန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့ငါတို့ကိုလက်ခံကြလော့ငါတို့သည်ဘယ်သူကိုမျှမပြစ်မအဘယ်သူကိုမျှမယိုယွင်းစေဘယ်သူဤဥစ္စာကိုမျှပြည့်ရအဖြစ်မယူသင်တို့ကိုပြစ်တင်၍ဤတို့ငါဆိုသည်မဟုတ်သင်တို့နှင့်သူအသက်ရှင်ခြင်းငါ၎င်းတည်ခြင်းငါ၎င်းအလိုရှိသည့်တိုင်အောင်ငါတို့သည်သင်တို့ကိုချစ်ကြ၏ဟုအထက်ကငါပြောခဲ့ပြီးသင်တို့ကြောင့်အလွန်ရဲရင်ခြင်းရှိ၏ တင်တို့ကြောင့်အလွန်ဝါကြွားခြင်းရှိရ၏တက်တာခြင်းနှင့်ပြည့်စုံ၏ရင်းစေခြင်းကိုခံလီရရ၌အတိုင်းထက်အလွန်ဝမ်းမြောက်ခြင်းရှိ၏ငါတို့သည်မာကေဒေါနီပြည်သို့ရောက်သောအခါကိုကာယငြိမ်ဝစ်ခြင်းအလင်းမရှိရရ၌ရင်းစေခြင်းကိုခံရကြ၏ပြင်၌ကတိုက်လန့်ခြင်းရှိ၏အတွင်း၌ကစိုးရိမ်ခြင်းရှိ၏သို့တော်လည်းနှိမ်ချလက်ရှိသောသူတို့ကို တက်တာစီတော်မူတတ်သောဘုရားသခင်သည်တိတုရောက်လာသောအဖြစ်ငါတို့ကိုတက်တာစီတော်မူ၏တိတုရောက်လာခြင်းအဖြစ်သာတက်တာစီတော်မူသည်မဟုတ်တိတုသည်သင်တို့စီမံရသောတက်တာခြင်းအဖြစ်လည်းတက်တာစီတော်မူ၏အဘယ်သို့နည်းဟုမူကားသင်တို့ဤတောင်းတခြင်းဤတွားခြင်းငါ၏အကျိုးလို့ငါစေတနာစိတ်အားကြီးခြင်းအကြောင်းများကိုသူသည်ငါတို့အားကြားပြော၏ ထို့ကြောင့်ငါသည်တာ၍ဝမ်းမြောက်ခြင်းရှိ၏အထက်ကပေးလိုက်သောစာအပြင်တင်တို့ကိုဝမ်းနည်းစီသောကြောင့်ငါသည်ယခင်ခါ၌နောင်တရှိတော်လဲယခုခါ၌မရှိအကြောင်းမူကားထိုစာသည်တင်တို့ကို ခဏတာဝမ်းနည်းစီသည်ကိုငါမြင်၏ရှင်ယောဟန်ဩဝါဒစာခန်းကြီးတိခန်းငယ်လေငါဤသားသမီးတို့သည်တမန်တော်၌ကျင်လည်သည်ကိုငါကြား၍ဝမ်းမြောက်ခြင်းထက် တာ၍ဝမ်းမြောက်ခြင်းမရှိကိုရင်သူဩရစာဒုတိယဆောင်ခန်းကြီးခုနှစ်ခန်းငယ်တင့်မှာဖော်ပြထားတယ်ဘုရားသခင်ရဲ့ဂရုတော်ဆိုတာကတော့ကိုရင်သူဩရစာဒုတိယဆောင်ခန်းကြီး6ခန်းငယ်19မှာဖော်ပြထားတယ်အစင်ကျဲတဲ့ယာရီနဲ့မဆက်ဆံမှုဆိုရင်ဘုရားသခင်ဒီလက်ခံမယ်ဆိုတဲ့ဂရုတော်ပဲဖြစ်ပါတယ်ပေပြင်းဘုရားသခင်ဟာသူတို့ရဲ့အဖဖြစ်မယ်သူတို့ဒီလေဘုရားသခင်ရဲ့တာသမီဖြစ်လိမ့်မယ်ဆိုတဲ့ကတိတော်ဖြစ်ပါတယ် အရိဂရိတော်နဲ့သက်ဆိုင်တဲ့သူတွေဖြစ်တဲ့အတွက်ကိုခန္ဓာစိတ်ဝိညာဉ်ရဲ့အညစ်အကြေးတွေနဲ့ကင်းစင်စေဖို့နဲ့ဘုရားသခင်ကိုကြောက်ရွံ့ပြီးတန့်ရှင်ခြင်းပါရမီနဲ့ပြည့်စုံဖို့တိုက်တွန်းထားပါတယ်။နောက်ပိုင်းမှာတော့ရှင်ဘောလုသည်ကောရိန္သုမြို့မှာရှိတဲ့ယုံကြည်သူတွေနဲ့သူရဲ့ပုဂ္ဂိုလ်ရေးရာရင်းနှီးမှုတွေကိုဆက်လက်ပြီးတော့မှဖော်ပြတယ်။သူတို့ရဲ့ဆက်သွယ်ဆက်ဆံရေးမှာရှင်ဘောလုသည်သူတို့ကိုမပြစ်မှားဘူး၊မယိုယွင်းစေဘူး၊ဘသူဘသူရဲ့ပြည့်စုံဥစ္စာကိုမှပြည့်ရဲ့အားဖြင့်မယူဘူး။ အဲ့ဒါကြောင့်သူ့ကိုလက်ခံမယ်ဆိုရင်ရှင်းရှင်းလင်းလင်းလက်ခံဖို့နှလုံးသားတကားတွေဖွင့်လှစ်ပြီးတော့မှလက်ခံဖို့တိုက်တွန်းထားတယ်။ဒီလိုမျိုးပြောတာကလည်းသူတို့ကိုအပြစ်တင်ပြီးတော့မှပြောနေတာမဟုတ်ဘူး။သူတို့နဲ့ရေရှည်မိထာယာဖွဲ့ခြင်းလို့လုံးဝပကတိပြန်လဲတက်မြတ်ပြီးတော့မှတေတာပဲဖြစ်ရှင်တာပဲဖြစ်အတူတူပြင်ဆိုင်ကြတဲ့အထိချစ်သွားကြဖို့ရန်တိုက်တွန်းထားခြင်းဖြစ်ပါတယ်။ ောက်ပြီးတော့ရှင်ဘောလူသည်တီတူအားဖြင့်ကြားလာရတဲ့ကောရင်သူမြို့မှာရှိတဲ့ယုံကြည်သူတွေရဲ့ကောင်းမြတ်ခြင်းဘုရားဘက်မှစိတ်အားကြီးခြင်းတွေကိုသူဝမ်းမြောက်ဝမ်းသာစွာနဲ့ဂုဏ်ယူချီးမွမ်းထားတယ်။သူအခုလက်ရှိဒုက္ခတွေဆင်းရဲတွေညင်းဆဲနှိပ်စက်ခြင်းကိုခံရတာတောင်မှ သူဝမ်းမြောက်ခြင်းရှိတယ်။မာကေဒေါနီပြည်မှာရှိတဲ့ချိန်မှာသူဟာကိုယ်ကာယနဲ့ငြိမ်ဝှေ့ခြင်းမရှိဘူး။ညင်းဆဲခြင်းကိုခံရတယ်။အပြင်ကောအတွင်းကောစိုးရိမ်ခြင်းတိုက်လန့်ခြင်းရှိတယ်။ အဲဒီချိန်မှာပဲဒုက္ခဆင်းရဲခြင်းတွေကိုတတ်တာစေတဲ့ဘုရားသခင်ဟာတိတုကိုပို့ဆောင်တယ်တိတုကိုပို့ဆောင်လို့ပဲသူတတ်တာခြင်းကိုရောက်တာမဟုတ်ဘူးတဲ့ကောရိန္သုမြို့မှာရှိတဲ့ယုံကြည်သူတွေရဲ့တတ်တာခြင်းသူတို့ကို တောင်းတနေတာသူတို့ကိုစားညီးတွားနေတာရှင်ဘောလူရဲ့အကျိုးတွေသူတို့တွေအားဆိုင်ပြမလှုပ်ဆောင်နေတာကိုတိတုပြောပြတဲ့အခါမှာရှင်ဘောလူဝမ်းမြောက်တယ်စိတ်သက်သာငြိမ်သက်ခြင်းလည်းရှိတဲ့အကြောင်းကိုဖော်ပြပါတယ် တောင်းနဲ့တယောက်မနီးဆက်ပေမဲ့ဘုရားသခင်အားဖြင့်ချစ်ချင်းမေတ္တာ၌တည်နေကြတဲ့အခါမှာတောင်းနဲ့တယောက်တက်တာခြင်း ဝမ်းမြောက်စေခြင်းရင်သက်ခြင်းတွေကိုပေးစွမ်းနိုင်ပါတယ်။အဲဒါကြောင့်ကျွန်တော်လည်းတောင်းနဲ့တယောက်မနီးဆက်ပေမဲ့လည်းချစ်ချင်းမေတ္တာအားဖြင့်ချီးနှောင်စေမယ်။သူ့အကျိုးအတွက်ကိုပြင်ဆင်စီစဉ်နေတာမျိုးတွေဟာကိုချစ်ခင်ရတဲ့သူတွေအတွက်ကိုတကယ်ကိုရင်သက်ခြင်းဝမ်းမြောက်ခြင်းတက်တာခြင်းတွေဖြစ်စေပါတယ်။ဆုတောင်းကြပါစို့။ မေတ္တာရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီနေ့တည့်အတွက်ကိုရော့ကိုကျေးဇူးတင်ပါတယ်ဒီနေ့မှာရှင်သန်နှုတ်ထလာမယ့်သူတွေအားလုံးကောင်းချီးပေးပါဝိပုကိုးခွေခြင်းနေ့တိုင်းကိုရော့ရှင်ကောင်းချီးပေးပါဝိပုကိုးခွေဖို့ရင်ခက်ခဲတဲ့သူတွေကိုလည်းကိုရော့ရှင်ကောင်းချီးပေးပါသူတို့ဘေးနားမှာကိုရော့ရှင်ပါရှိလက်လက်နဲ့တော်မိတ်ဖယားဖြင့်ခွဲတော်မူပါသူတို့ကြံစည်မိနေတဲ့ညီတက်ချင်းသူတို့ကြံစည်မိနေတဲ့မိတ္တရာအပြင်သူတို့ကိုဗျက်တော်မူပါ စစ်ဘေးရှောင်များအတွက်တာမဆုတောင်းပေးပါရယ် ပြေလွာပုန်းရှောင်နေရတဲ့သူတွေကိုရောအသက်သေးဆုံးသွားတဲ့သူတွေမိသားစုတွေဆုံးရှုံးသွားတဲ့သူတွေမိသားစုတွေရရဆက်ဆက်အသက်ပြတ်ခံရတဲ့သူတွေရဲ့နှလုံးသားကိုကိုရရှင်ငြိမ်သက်ခြင်းပေးပါသူတို့ဘေးနားမှာကိုရောကင်းဝတ်ပါလက်တော်ဖြင့်ပြင်ဆင်ခွဲကြပါဒါကြောင့်သူတို့ဘေးနားမှာမရောက်နိုင်တော့လေသူတို့ကိုစိုးရင်နဲ့စိတ်သူတို့ကိုနှစ်သိမ့်စေတဲ့စိတ်နဲ့ဒါကြောင့်ကိုရောထံမှာဆူတောင်းပေးပါရဲ့ သူတို့ရှိပါကလည်းသူတို့ကိုကောင်းမွန်ဆုံးကူညီနိုင်ရတဲ့ခွင့်များကိုရှင်ပြင်ဆင်ချပေးမှသာတနာတော်မူပါသူသည်ဖြင့်ဘုရားသခင်ထံမှလာတဲ့ရင်ဝတ်ခြင်းတက်တာခြင်းနှစ်သိမ့်ခြင်းတို့ဖြင့်သူတို့ကိုပတ်ရက်ကောင်းကြီးပေးပါ မတရားဖန်ဆီးချုံနှောင်ခံရတဲ့သူတွေမတရားဆုဆောင်ခံရတဲ့သူတွေကလည်းကိုရရှင်လွတ်မြောက်ခြင်းကိုပေးတနာတော်မူပါလူသက်ကိုတံမိုးမထားတဲ့သူတွေကိုလည်း လူသက်ကိုတန်ဖိုးထပ်တတ်အောင်လူသက်ရဲ့တန်ဖိုးကိုကိုရရှင်သူတို့ကိုလက်တွေ့တွင်တင်ပြတာတော်မူပါကိုရရှင်ဝတရားတဲ့သူတွေရဲ့လောက်ရောက်ကိုရရှင်တားဆီးတော်မူပါချိုးဖြတ်တော်မူပါတရားတဲ့သူတွေလည်းတရားမျှတခြင်းကိုဆက်လက်ကင်ဆွဲပြုမှချင်းချင်းစီလုံးညွတ်လက်လောက်ကင်ဆောင်နိုင်မှာမြည်အကြောင်းမဆာတော်မူပါဆာမဲတောက်ရမဲ့သူတွေကိုရရှင်ပြင်ဆင်ကျွေးမွေးတော်မူပါသာသမှုလည်းတတ်နေတော့ကုညီဖေးမနိုင်မှာမြည်အကြောင်းမဆာတော်မူပါ လမ်းပြတော်မူပါသရုံဘေးနားမှာရှိတဲ့လိုအပ်နေတဲ့လူတွေကိုလည်းကုညီဖေးမနိုင်ပါမည်အကြောင်းကောင်းကြီးပေးပါဘုရားသခင်နိုင်ငံတော်သည်သရုံပတ်ဝန်းကျင်သရုံရှိတဲ့နေရာမှာတည်ထောင်စေတော်မူပါကိုရောမကျမ်းမာတဲ့သူတွေကင်ဆာရောဂါဝေဒနာတွေဒီကြောက်ကဆင်းနေရတဲ့သူတွေစိတ်ဝင်စားတဲ့ခံယူလက်ရှိတဲ့သူတွေအားလုံးလည်း တသက်ပြောက်ခင်ကျမ်းမာသောခွင့်ကိုပေးသနာရမူပါဒီနေ့ဝိပုကိုးွယ်ခြင်းတိုင်းဟာဘုရားသခင်ဘုန်းတော်ထင်ရှားပြီးဘုရားသခင်နဲ့လေးနဲ့တဲ့မိတ္တရာဖွဲ့လျက်ဘုရားနဲ့ပုံပြမနီးကပ်လျက်ညီသက်ခြင်းညီဝတ်ခြင်းနိုင်ငံတော်တည်ထောင်ခြင်းနဲ့ဖြစ်စေပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဘုရား၏နာမတော်မြတ်ကိုမြှုပ်လျက်ကျေးဇူးတော်ရှင်မွန်ဆုတောင်းကြပါရစေဖခင်အာမင်